တရက်ချောင်းမြို့နယ်ပြင်းပြကြီးရွာကအရက်သားနေအိမ်တလုံးကိုဆန်းနာရှင်တပ်ကမိရှုဖြစ်စီခဲ့တယ်လို့ဒေသခံအချို့ကပြောပါရယ်။ဒဝဲမြိတ်ကားလတ်တစ်လျှောက်ဆက်ကြောင်းထိုးနေတဲ့ဆန်းနာရှင်တပ်ကနိုဝင်ဘာလ26ရက်နေ့မနက်ပိုင်းမှာပြင်းပြကြီးရွာကိုရောက်လာပြီးနေအိမ်တွေမှာဝေရောက်တပ်ဆွဲခဲ့တာပါ။ဆန်းနာရှင်တပ်တပ်ဆွဲထားချိန်ဒရုန်းနဲ့ဘုံချတိုက်ခိုက်ခံရပြီးညနေ၄နာရီကျော်မှာဆန်းနာရှင်တပ်ကအရက်သားနေအိမ်တလုံးကိုမိရှုဖြစ်စီခဲ့ပါရယ်။ ဆန်နာရှိတဲ့မိရှုနေတဲ့မိခိုးလုံးတွေကိုအဝေးကနေမြင်ရတယ်လို့ထွက်ပြေးတိမ်းရှောင်နေတဲ့ဒေသခံတဦးကပြောပါတယ်။အဲ့ဒီလိုရွာထဲကို drone နဲ့ဘုံချတက်ခိုက်တာနဲ့မိရှုခဲတာတွေကြောင့်လူနေအချို့ထိခိုက်ပျက်စီးတဲ့အပြင်ဒေသခံတွေရွာမှာ7မိနစ်ရဲတော့ပဲအခြားဘေးလို့ရွာကိုခဏထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။နိုဝင်ဘာလ28ရက်နေ့မနေ့6နာရီကျော်မှာတော့ပြင်းပြုတ်ကြီးရွာနဲ့6ချောင်းရွာကြားကဘုံကြီးကျောင်းကို ရောက်နေတဲ့ဆက်နာရှိတဲ့ဆက်ကျောင်းကိုတော်လိုင်းတက်က drone နဲ့ထပ်မံဘုံချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီလိုဘုံချတတ်ခိုက်တာကြောင့်လက်နက်ကြီးလက်နက်ငယ်ပြစ်ခတ်တန်တွေဆယ်မီနဲ့လောက်ကြားရတယ်လို့ပြင်းပြကြီးရွာမှာရှိတဲ့အမျိုးသမီးတအူကဆိုပါရယ်